အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝိတုတိုလေးကတော့တိုင်းဆရာကြီးအောင်လင်းရေးသားထားတဲ့ဇရတွေမှာတော့အိမ်ောင်ရေးဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်ဒီမှာကတော့စာဖတ်သူမြက်လင်းကုန်ဖြစ်ပါတယ်ရှင်ဇရတွေမှာတော့အိမ်ောင်ရေးအခန့်တဲ့ကိုဘမောင်တီသမင်းကိုအာရပါရစားနေရင်မှမအောင်နုကိုကြည်ွေစိတ်ကူးရှင်လိုက်လေတယ်မအောင်နုကမို့ ကိုဘမောင်စိတ်ကူးရှင်နေပုံကိုသိဟန်မတူခမင်းစပွဲပေးမှထိုင်ရင်ကိုဘမောင်အားကြည်ပြူရရသောစေတနာဖြင့်ပြုံပြုံကြီးကြည်ွေနေလေတယ်သူကြည်နေရင်းမှလည်းဟေးများကိုခန့်၍ထည့်ပေးတတ်တယ်တူတီတူတာစကားများလည်းပြောတတ်သေးတယ်ဤဒီမှလည်းကိုဘမောင်အတွေ့ခမင်းမြင်စေတစ်ခွဲ့ကြည်ယုံသာမကစိတ်ကူးရှင်၍လည်းကောင်းလာသေးတယ်ကြော့လေဒီဟင်ထက်စားပါအောင် ကျမတို့ကအောက်တူရေဆိုတော့ငပိရင်နဲ့ပဲတို့တဲ့တယ်ကိုဘမောင်စားကျင်နေဆိုလို့ငပိချက်ကို တမိန်ချက်ရတာဟောဒီကျင်းငါရွှေကလေးနဲ့တို့စားပေါ့မအောင်လို့ဒီကိုဘမောင်အတွက်ငပိချက်ကိုခိုက်ပြီးပေးလိုက်တယ်တို့စီကအရွယ်များကိုလည်းတင်း၍ပေးလိုက်ပြန်တယ်ကိုဘမောင်ဒီမအောင်လို့ထည့်၍ပေးတော့ငပိချက်ကိုကျင်းငါရွှေနဲ့အသိမ့်မြုပ်၍စားလိုက်လေတယ်ကောင်းပါဗျာကောင်းပါ ဝတ်သားချက်လည်းထည့်စားပါအောင်ရှင်။အညာသားလို့မပြောရဘူး။ပဲဟင်းနဲ့ပဲလူစားနေတာပဲ။ပဲနဲ့ငပိဟာတိတ်လိုက်တယ်။ကိုဘမောင်သည်သူ၏စိတ်ကိုမမျိုးသိမ့်နိုင်ပဲခွင့်၍ပြောချလိုက်လေတယ်။ပဲဟင်းကို အချက်ခံသည့်အခါတိုင်းမအောင်တို့သည်သူ့အားအညာသားပဲစားဟူ၍နောက်တက်လေရှိလေတယ်။ဤသို့ပင်မအောင်တို့ကငပိရေဖြောသည့်အခါတိုင်းကိုဘမောင်က အောက်သို့ငပီစာဟူ၍နောက်တက်လေရှိတယ်။ဤသည်ကိုအစွဲပြု၍ပဲနှင့်ငပီလက်ချောင်းကိုစောင်းချေ၍ပြောလိုက်ခြင်းဖြစ်လေတယ်။ပိုပေါမောင်က စောင်းချေ၍ပြောလိုက်သည်ကိုလည်းမတ်အုံးသူကချိန်မိလိုက်လေတယ်။ကဲရှင် ပြီးတော့ကောဘာနဲ့ဘာများလိုက်သေးလဲ။ပြီးတော့လားပဲဘသူစားလဲဗျာ။ပဲလားအညာသားစားတာပေါ့ရှင်။ငပီရောဗျာဘသူစားလဲ။ငပီလား ငပိလည်းအညာသာပဲစားတာပဲ။ကဲရှင်ဘာပြောအောင်မလဲ။သောဘမောင်ဤပဲငပိလူပြိုစကားသည်ပဲငပိ၌ပင်အဆုံးသတ်၍သွားလေတယ်။အမှန်မှမူပဲနှင့်ငပိလိုက်ခြင်းကိုအကြောင်းပြု၍အညာသာနှင့်အောက်သူတို့လည်းလိုက်ကြောင်းကိုမအောင်လို့အားလူပြိုစကားဆွဲလိုက်ခြင်းဖြစ်လေတယ်။တို့ရာတွင်အကင်းပါလာသောမအောင်လို့ဤအပြေစကားကြောင့်ကိုဘမောင်ဤပဲငပိလူပြိုစကားသည်ပဲငပိဖြစ်၍သွားလေတယ်။ အညာသားလည်းစတာပေါ့ဗျာဒါပေမဲ့ကြိုက်တော့အောက်သူတွေကပိုကြိုက်တာပါအညာသားတွေက အောက်သူတွေချက်ကျွေးမှစားရတာပါအမေကိုဘမောင်ကြီးကအလာသားနော်ရှင်ရဘယ်အောက်သူများတွေ့နေလို့လဲမအုံးတို့ကစကားလွှဲလွှဲမိလိုက်တော့ကြောင်းကိုဘမောင်ကြီးအဖြစ်ရကျက်သွားပြန်လေတဲ့ဘယ်ကအောက်သူမှမတွေ့ပါဘူးဗျာပြောတာပြောရတာအောက်သူများကြောက်လို့လို့ပါအမေအောက်သူကိုဘာလို့ကြောက်ရတာတော့ ။ပိုစကယ်ပုံလေးမကြဘူးဘူးလား။ကြောက်ဖြူကိုလည်းမနှမ်းနဲ့။အောက်သူကိုလည်းမစမ်းနဲ့ဆိုတာလေ။ကြားဘူးပါရှင်။ကြောက်ဖြူနန်းတော့ဘာဖြစ်လဲ။ဟုတ်ကတ်တာပေါ့။အောက်သူစမ်းတော့ပါရှင်။ကုံတက်တာပေါ့။မအောင်လို့တည်းကိုပါမောင်ဦးစကားကြောင့်နှခမ်းဆူရဲသွားလေတယ်။ရှင်တို့အညာသားများခြိပါသားပခန့်သားလို့မပြောရဘူး။စကားတိတ်တက်တယ်။မအောင်တို့ထမင်းမွဲသိမ့်ရဲသွားတော့အခါ ကိုဘမောင်သည်စေဘောလေးကိုဖွာခြင်းတော်တော်ကစိတ်ကူးကိုဆက်၍ရင်လိုက်လေရဲ့အကယ်၍သာမတ်အုံးနုနှင့်သူသည် စိတ်ကူးထဲမှအတိုင်းအစဉ်ပြေသွားပါကအဘဲမြနေရာကြလိမ့်မည်နီကိုဘမောင်သည်အညာသားပြပြီးအလွန်စရာချရတူဖြစ်တယ်ထို့ကြောင့်လည်းယခုတိုင်လူမျိုးကြီးဖြစ်၍နေလေတယ်မတ်အုံးနုကိုစဉ်းစားသည့်နေရာမှာလဲသူ့စိတ်ထဲတွင် အဖက်ဖက်မှာ တရားကြိုက်သည်ဟုထင်သောကြောင့်သာစဉ်းစားခြင်းဖြစ်တယ်။အစ၌ကိုဘမောင်သည်မအုံးနှုတို့အိမ်တွင်တလလျင်ငွေ40နှင့်ထမင်းလကပေးစားရသူဖြစ်လေတယ်။နေရာကလူပြိုကြီးပြီပြီအတိတကျမရှိပေ။မအုံးနှုတို့အိမ်နှင့်မျက်စောင်းတို့၌ရှိသောတငယ်ချင်းရုံးစရည်လင်မယားအိမ်တွင်ကဲ့နေခဲ့ရသူဖြစ်လေတယ်။မအုံးနှုတို့ကမိုးဆိုးမှ အမေချင်းနှင့်နေရာသော မင်းမပြိုတရားဖြစ်လေတယ်။ထို့ကြောင့်တခါကကိုပါမောင်သည်မတ်အုံးနုတို့ခြေရင်းမှာလွတ်နေသော အခန်းကလေးကိုငှားခဲ့ဖို့သည်တိုင်အောင်တမီးမင်းမပြိုကလေးရှိနေသည်ဖြင့်လူပြိုလူရွယ်ကိုငှားရန်မတင့်တယ်ဟုသော အကြံပြချက်ဖြင့်နေခွင့်မရပေ။ထို့ကြောင့်လည်းကိုပါမောင်သည်ခမင်းလာကသာ ပေး၍စားခဲ့ရလေတယ်။နောက်တွင်မှမတ်အုံးနုတို့သားမိသည်ကိုပါမောင်၏ယူသားဖြောင်းမဲ့ပုံကိုသိရှိကား အင်္ဂါအဖြစ်လက်ခံခဲ့လေတယ်။ထိုအခါတွင် ကိုပါမောင်သည်မတ်အုံးတို့တို့အိမ်၌တလလျင်65ကျပ်ပေး၍နေခဲ့ရလေတယ်။အမှန်၌ထမင်းလာက40ပေးရသည်ဆိုတော့လေကော်ပီကတောက်ရသေးတယ်။အဝတ်အလဲကလျှော်ရွေပေးသေးတယ်။ထို့ကြောင့်လဲကိုပါမောင်ကမတ်အုံးတို့တို့အိမ်တွင် နေရသည်မှာတရားမိသည်ဟုသုံးပြလိုက်တယ်။သုံးပြသည့်အတိုင်းလဲဆွဲဆွဲမြဲမြဲနေခဲ့လေတယ်။ တို့နေခဲ့ခြင်းမှာပို၍ဇရာမိလာသည်ကမအုံနုပင်ဖြစ်လေတယ်။မအုံနုသည် ကိုဘမောင်အပေါ်တွင်လူလေသေးမရှိအောင်ပြုစုခဲ့ရှာတယ်။အဝေဟောင်းများညှင့်နေလျင်လျှော့၍ပေးတတ်တယ်။အင်းကြီးပြဲလုံကြီးပြဲများတွေ့လျင် သူချုပ်ပေးတတ်တယ်။ထမင်းစားလျင်ထမင်းပွဲပေးမှအသင့်ရှိနေတတ်တယ်။ဤတီမှာ လူပြိုကြီးကိုဘမောင်အတွေ့ပို၍ဇရာမိလာလေတယ်။ อืมတလတလ65ကျပ်ပေးပြီးအိမ်ငါအဖြစ်နေရမယ်အစားအိမ်သားလှုပ်လိုက်ရရင် ပိုပြီးများဇရားမိမလားကိုဘမောင်တီသူ့အတွင်းနဲ့သူဇရားချရွေးကြည်ပြန်နေအိမ်သားလှုပ်လိုက်ခြင်းအဖြစ်သူ့အတွေ့ဇရိတ်တက်လာစရာအကြောင်းမမြင်ပေသူ့ဘာပေါင်းလိုက်မှအိမ်သား၃ယောက်သာရှိတယ်ယခုလည်းသူသည်အိမ်သားမဟုတ်တော့လေမအုံးနှုတို့အိမ်သားအိမ်သားလိုနေရသူဖြစ်လေတယ် မအုံနုတို့သားအမိသည်သူပေးသော65ချက်ဖြစ်သောကားနေကြရသူများဖြစ်လေတယ်။ထိုအထဲတွင်မအုံနုစက်ချုပ်သည့်အလုံးဝင်း၍ခိုးသေးတယ်။တို့ကြောင့်လဲကိုဘမောင်အတွက်မအုံနုတို့အိမ်သားလှုပ်ခြင်းအဖြစ်တရားမမိစရာအကြောင်းမမြင်တော့ပေ။အမှန်မှာကိုဘမောင်ကအိမ်သားအဖြစ်တင်စားလာရခြင်းမှလည်းမအုံနုတို့သားအမိကြောင့်ပဲဖြစ်လေတယ်။ကိုဘမောင်သည်အယားယာ၌ အာနာတတ်တို့ဖြစ်လေတယ်။မအုံနုတို့သားအမိကကိုဘမောင်အာနာတီကိုတွေ့သည့်အခါတိုင်းအိမ်သားလိုနေစမ်းမဟိုပြောတတ်လေတယ်။ကို့အိမ်လိုသဘောထားပါဟို၍လည်းပြောတတ်လေတယ်။မအုံနုတို့အမိသည်ဟွာလာကြီးပြောတတ်ဆိုတတ်သူဖြစ်တယ်။ကိုဘမောင်က အာနာတယ်လို့ကြက်တယ်လို့နေသောအခါတွင် မောင်ပမောင်ရဲ့ဘာဖြစ်ဖြစ် အာမနာစမ်းမနဲ့ကို့အိမ်လိုနေစမ်းမဟို ြောတတ်လေတယ်။ထိုအခါတွင် ကိုဘမောင်မှာမတ်အုံးနုကိုပင်မျက်နှာပူရမိသေးတယ်။မတ်အုံးနုကမူကိုဘမောင်ကိုကျက်ပြုံးကလေးပြုံး၍ကြည်နေတတ်တယ်။တခါတရံသူ့ပါဝင်၍ဟုတ်သားပဲကိုဘမောင်ကြီးကလူစိမ့်နေကြနေတာပဲဟုပြောတတ်လေတယ်။ဤတိမဆာ၍ကိုဘမောင်သည်အိမ်သားလို့ရန်စိတ်ကူးရင်ွေလာလေတယ်။အယားယာဈေးကြီးနေသည့်ခေတ်၌ ကိုဘမောင်လိုစိတ်ဆက်တေးကြလာသောလူမျိုးကြီးတယောက်အတွက်မိမယူရန် မလွယ်လာပေ။မိမယူမိကြလျင် ပို့နိုင်ရသော120ကျော်နှင့်ဇယားမိမမိကို အဖက်ဖက်မှ တွေ့နေရတယ်။မအုံးနုကိုစဉ်းစားသည့်အခါတွင်မူဤသို့တွေ့နေစရာမလိုတော့ပေ။မအုံးနုကိုယူလျင်ယခုအတိုင်းပင်တလ65ကျပ်နှင့်ကိစ္စပြီးပေမယ်။ကြံငွေအစိတ်30ကို သူ့နိုင်အောင်မင်းတို့မြတာလောမကတဲ့ချင်းနိုင်အောင်သူ့ကိုကြည့်ရင်အဖက်ဖက်မှာညင်းစရာမလိုချင်းရုပ်လဲပြပြသူဖြစ်တယ်တဘောလဲကောင်းသူဖြစ်တယ်ထို့တဲ့ဇယားမိတော်အချက်ကတဖက်တလန်းဝင်ဝင်ရှာတတ်သူဖြစ်တယ်ဤသို့အဖက်ဖက်မှာစဉ်းစားလိုက်တဲ့အခါတွင်ကိုဘမောင်သည်မန်အောင်သူ့တို့အကြခဏပြောတတ်သည့်အတိုင်းအိမ်သားလောက်ရန်သုံးပြလိုက်လေတယ်။ကဲကွာ၊ဇယားမိနေပေါ့ဟာ ိမ်သားပဲလှုပ်လိုက်ပါတော့မယ်။အခန်းနှင့်ပိုးပမောင်သည်သူ၏ဆုံးဖြတ်ချက်အတိုင်းပဲ။ယင်းနေ့မအုံနုအားဖွင့်ပြောမည်ဟုကြံရွယ်ထားလေတယ်။ထို့ကြောင့်လဲရုံအားတည်နေ ဖြစ်တော်လဲဘဲမြမသွားပဲအခန်းတွင် အောင်းက အခွင့်ကိုခြောက်ရနေလေတယ်။တဖက်ခန်းမှာမအုံနု၏စက်ချုပ်တန်ကိုကြာရလေ။မအုံနု၏စက်ချုပ်တန်သည်စံနရာတန်ကဲ့သို့ပိုးပမောင်၏နားထဲတွင်တာယာနေမိတယ်။ တခါတရံဆက်ချုပ်ရင်းတချင်းဆိုလိုက်သည့်အခါတွင်မအုံနူဤတချင်းတန်နှင့်ဆက်ချုပ်တန်မှာရေဒီယိုမှလာသောဒန်နရတန်နှင့်တချင်းတန်ထက်ပင်တာယာမိလေတယ်။ယခုလည်းဆက်တန်နှင့်ကြော၍မအုံနူဤတချင်းတန်ကလေးကိုတဲအေးအေးကြားလာရလေတယ်။ခဏကြာလျင်ဆက်တန်ကရက်သွားကတချင်းတန်ကလေးသာကြားရပြန်လေတယ်။ကိုဘမောင်ကြီးဘဲမှမတော်ဘူးမို့လား မတော်ပါဘူးမအောင်တို့ဘာကိစ္စရှိလို့လဲကော်ဖီဖြော်နေလို့ပါရှင်ပိုးပါမောင်တီမအောင်တို့ဤကော်ဖီကိုသာစောင့်နေပြီတယ်ကော်ဖီလာပို့လျင်သူ့ဤဆုံးဖြတ်ချက်ကိုပြောရန်စိတ်ကူးလိုက်လေတယ်မအောင်တို့ကမို့ပိုးပါမောင်ဤအကြံကိုဂျိမ်းမိအံမတူပဲကော်ဖီလာပို့ပြီးလျင်ခရိုင်းလိုပင်ပိုးပါမောင်ဤသပွဲပေးမှထား၍စောင့်ရှာတယ်ကိုဘမောင်တီကော်ဖီပကံကိုသပွဲပေါ်သို့တင်လာရင် မတ်အုံးတို့ကသာစိုက်ရွေကြည်နေလေတယ်။ပြီးမှသူ့စိတ်ကို သူတင်းကကျွန်တော်တို့ဗျာဒီလကုံရင်ဒီအိမ်ရပြောင်းရမလားမသိဘူး။ဟိုကြီးလိုက်လေတယ်။ကိုဘမောင်အိမ်ပြောင်းပြီဆိုရွေမတ်အုံးတို့မှာအံ့ဩနေလေတယ်။ချင်းအိမ်ပြောင်းမယ်ဟုတ်လား။ဘာလို့လဲ။ကျမတို့နဲ့နေရတာအဆင်မပြေလို့လား။ဒီလိုလည်းမဟုတ်ပါဘူးဗျာ။ကျွန်တော်မှာနှလမ်းပဲရှိတယ်။ဒီအိမ်မှာဆက်နေမယ်ဆိုရင်လည်း မအောင်လို့ပြောသလိုအိမ်သားလိုပဲညီမဖြစ်မယ်ဒီလိုမှမနေနိုင်ဘူးဆိုရင်လည်းကျွန်တော်တခြားကိုပြောင်းမှဖြစ်မယ်မအောင်လို့ကိုလည်းအားတော်နာပါရဲ့ပြစ်မှဖြစ်ရလေရှင် ရှင့်ကိုဘသူကမနေရဘူးပြောလေနေရတာကျင့်ကြံ့သလားစားရတာအားမရဘူးလားပြောလေကျမတို့ကိုဘာမှအားနာစရာမရှိပါဘူးမအောင်လို့ဒီကိုဘမောင်ကြီးစကားကိုမရင်မရှာပဲအယိုးကန်အတိုင်းသာ သေကနာဖြင့်ပြောလိုက်ရှာလေတယ်။ထို့ကြောင့်လဲကိုပါမောင်မှအခက်တွေ့ရပြန်တယ်။ကျွန်တော်ပြောတာကိုမအောင်လို့နားမလည်ဘူးထင်တယ်။မအောင်လို့စိတ်လည်းမစိုးနဲ့ဗျာ။ကျွန်တော်မပြောရင်မဖြစ်တော့ဘူး။ကျွန်တော်အပေါ်မှာမအောင်လို့တော့ဘလို့ပြုစုတယ်။စေတနာထားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်ဗျာ။အမှန်တော့ဒီစေတနာတွေကိုတန်ဖိုးထားလို့သာ ကျွန်တော်ခုလိုဖြစ်ရတာပဲ။မအောင်လို့လက်ခံမယ်ဆိုရင် ကျွန်တော်ဟာဒီအိမ်မှာတစ်သက်လုံးအိမ်သားအဖြစ်နေသွားပြရစေဆိုတာခွင့်တောင်းခြင်းနဲ့မအောင်လို့ဒီခေါင်းကိုငုံရွေထားလိုက်ရှာတယ်။ထိုစကားမျိုးပိုပမောင်ထံမှာတနေ့နေ့တွင်ကြားရမည်ကိုမျှော်လင့်ခဲ့တော်လဲ။ယခုလိုနဖူးတွေ့ဒုတွေ့ကြုံရသည့်အခါတွင်ရင်းများပင်ခုံရွေလာလေတယ်။ဘာကိုပြန်၍ဖြေရမည်ကစဉ်းစား၍မရတော့ပေ။ကျွန်တော်ပြောတာဘလို့လဲမအောင်လို့ စိတ်ဆိုးသလား။ သိဆိုးတဲ့ဆိုရင်လည်းကျွန်တော်ဒီအိမ်မှာဧည့်သည်အဖြစ်ဆက်မနေတော့ပါဘူး။ရှင့်ကိုဘသူကများနှိမ့်ချနေလို့လဲ။ဒါတွေကျမမပြောတတ်ဘူး။ရှင့်အမေကိုသာ ပြောပါ။အမေသဘောတူရင်ကျမကန့်ကွက်စရာမရှိပါဘူး။မအောင်လို့တို့အမေကိုလည်းကျွန်တော်ပြောပါမယ်။ဒါပေမဲ့မအောင်လို့ရဲ့သဘောထားတော့သိပြစေ။မအောင်လို့တည်းစပွဲပေါ်မှာစာအုပ်ကိုတည်ရွက်ချင်းလှန်လိုက်ခြင်း။ခက်တိုးတိုးအတန်ဖြစ်ချက်စနိုးဖြေလိုက်လေတဲ့။ ကျမသဘောကိုပြောစရာမလိုပါဘူးကိုပါမောင်ရင်တယောက်နဲ့တယောက်ဒီလောက်ရင်းနှီးနေကြတာပဲဒါဖြင့်လက်ခံနေပေါ့နော်ဟုတ်လားမအောင်လို့ကျွန်တော်ကိုချစ်တယ်ပေါ့နော်ကိုပါမောင်ကဝမ်းသာအားကြမေးလိုက်သည့်တိုင်အောင်မအောင်လို့ကပြန်၍မဖြစ်ပဲကိုပါမောင်ကသာပြုံး၍ကြည်နေရှာတယ်အစကတော့ကြောက်ဖြူနှမ်းရင်ဖုံကတ်တယ်ဆို အခုကြောက်ဖြူတွေဖုံကတ်တော့ပါဘူးဗျာ တခုတော့ရှိတယ်။ကျမတို့ကအောက်သူတွေနော်။အောက်သူကိုလာဆန်းပြီးမှနောက်တော့ကုံနယ်လေးပါလေမကြီးနဲ့။အတောင်ဆွဲကြီးတယ်လေးပါလေမပြောနဲ့။ကိုဘမောင်သည်မအုံးတို့ရဲ့စကားကိုနားထောင်ရင်းကျင်းနှက်စွာပြုံးလိုက်လေတယ်။သူဤလက်တစ်ဖက်ကမှသပွဲပေါ်တွင်တင်း၍ထားသောမအုံးတို့ဤလက်ကိုခတ်တင်းတင်းဆုပ်ကန်ထားလိုက်လေတယ်။မအုံးတို့အတွက်ဆိုရင်ဘာမဆိုကျွန်တော်ကျင်းနှက်ပါရဲ့ဗျာ။အခန့်တော့ ိုဘမောင်သည်မန်အောင်နှုတ်ကိုကြည့်၍ဒုံတစ်ခုပြောရန်စဉ်းစားလိုက်လေတယ်။ကိုဘမောင်နဲ့မန်အောင်နှုတ်တို့အိမ်အောင်ကြခဲ့သည်မှာနှစ်လကျော်၍သုံးလပင် ပြည့်တော်မယ်။အိမ်အောင်ကြပြီး၍တစ်လကျော်လောက်ကပင်သူစကားကိုပြောရန်ကြံရွယ်ခဲ့တော်လဲမပြောပြခဲ့ချေ။ပြောလျရင်သဘောတည်းရာရောက်မည်ကိုစိုးရသေးတယ်။မပြောလျင်လည်းမဖြစ်တော်သောအခြေသို့ကြောက်ရွံ့နေပေပြီ။ တခါတရံသူ့ပင်ဇရားတွေမှားလေသလားဟုစိုးရိမ်မိနေတယ်။ကိုပါမောင်သည်တချင်းလေးတေးအေးဖြင့်ရှိနေသောဇနီးတွေကိုကြည်ရင် အလိုလိုဂျင်းလေးတွေလာလေ။အိမ်တော်ကြပြီးသည့်နောက်တလာကြော်လေ။သူထင်သည့်ဇရားများမကိုက်တော့အကြောင်းကို အလိုလိုတွေ့လာရလေ။တလာတလာထုတ်သောလာခသည်အလျင်မမီတော့ချင်းဓာကုံရက်တွင် ဈေးသုံးဖို့ပြတ်နေတဲ့ဖြင့်ဇနီးတဲ့ညီတန်ကို စိတ်မချမ်းသာပွဲရာကြားရလေတယ်။ဒီအခါများတွင်ကိုပါမောင်သည် စိတ်ထဲမှပြောလိုသောစကားကိုခွင့်၍ပြောချင်လာတယ်။သို့ပေမဲ့ကိုကသဘောတရားကြမည်ဆို၍သာမျိုးသိပ်ထားခဲ့ရလေတယ်။ယနေ့တော့ဇနီးတဲ့အားချောင်းပြပြောဆိုမည်ဟုသုံးပြလိုက်လေတယ်။မပြော၍လည်းမဖြစ်တော့ချေ။အိမ်တွင်ဈေးဘုံမလောက်တော့လဲ မတ်အုံးတို့သည်ရခင်လိုတစ်ဖက်တစ်လမ်းမှဝင်ဝေရသောအလုပ်ကို လုပ်ဖို့မရတော့ချေစဲလဲမချုပ်တော့ချေဤသည်ကိုကိုဘမောင်ကတိခဲ့တော်လဲဖွင့်မမေဈေးဘိုးမလောက်သည့်အခါတိုင်းလူပြိုဘွားကစုလာခဲ့သောငွေများထဲမှ ထုတ်ပေးခဲ့ရတယ်။ဒါကိုပင်မတ်အုံးတို့ကမကြေနပ်ခဲ့ပြီ။မလောက်သည့်အခါမှာငါးကျပ်၁၀လီရွေထုတ်ပေးခြင်းကို သူ့အားကက်စင်းနဲ့ကော်တမဟိုအပြောခံရလေတဲ့တို့အပြောခံရတော့လဲသူ့တွင်မရှိသူမဲစုကလေးများကုန်လို့နေပါပင်ရှိခဲ့လေတယ်ဒီအတိုင်းသွားလျင်ကဇရာမမိယုံသားမကအိတ်ထဲကပင်စိုက်၍နေရသေးတယ်စိုက်နိုင်တော့ရှိတော့အခါမို့တော်သေးတယ်မရှိ၍မစိုက်နိုင်တော့လျင်ညီတို့လောက်ပါမည်နီဤဒီကိုတွေး၍ကိုဘမောင်သည်ရင်လေးလာခဲ့ရလေတယ် မအောင်တို့သည်လက်ထဲမှပေပါလက်တော်အင်ကြီးကိုသူ့ကျင်တွင်ကန့်၍ထားလိုက်ရင်ကိုပါမောင်ရှိ၌ခပ်ပြုံးပြုံးလာ၍ရန်လိုက်လေတယ်။ကြည်စံကိုပါမောင်ဒါနုနယ်လိုက်တယ်နော်။ကိုပါမောင်သည်မချီသွားဖြင့်ပြုံးလိုက်ကြတယ်။လိုက်ပါရဲ့ကွာ။မအောင်တို့သည်ကိုပါမောင်၏စကားကိုကျင်းနေပုံမရပေ။ထို့ကြောင့်လဲကိုပါမောင်၏ဘေးတွင်စူးစူးအောင့်အောင့်ထား၍ချလိုက်လေတယ်။ သူများတယ်လို့နိုင်လုံမွေးနိုင်တော့ဒါပဲဝေးရတယ်။အိမ်အောင်ကြမှာနိုင်လုံများမြင်တော့မမြင်ရဘူး။ကိုတယောက်တည်းစက်ချုပ်နေတော့ကပါဝေးရသေးတယ်။မအောင်နူဤညင်းညူတန်ကိုကြာရပြန်တော့လေ။ကိုဘမောင်မစိတ်မကောင်းဖြစ်ရပြန်တယ်။အေပေါ့ကွယ်ပိုးတဲ့လာကြတော့ကြည်ဝဲပေါ့။ပိုးတဲ့လာရလို့ရှိပါအောင်မလားကိုဘမောင်ရဲ့။ကျင်းရတဲ့လာကနဲ့တွတ်ပဲကြည်စမ်းပါအောင်။တလာတလာမှာငွေတရားနဲ့ ဘယ်မှာသွားစားလောက်မလဲဒါဖြစ်လဲမအောင်နုရဲ့ကြုံမသိလို့မေးပြရစေဟိုတုန်းကတော့ဘလို့လုပ်ပြီးစားကြတယ်လေကိုပါမောင်တီဤအချက်ကိုပင်ဇရာချရွေမရခဲ့ခြင်းပင်ဖြစ်လေတယ်မရမီကမအောင်နုတို့သားအမိတီသူပေးသော ထမင်းလာက65ကျပ်နှစ်ပင်လောက်အောင်စားခဲ့၍မအောင်နုစက်ချုပ်ရရသောဝင်ငွေကိုတခြားအဝယ်အစားများဝယ်နိုင်ခဲ့သေးလျင်ယခု တရားကျက်အပ်ရွေမလောက်သိမှာစဉ်းစားရမရအောင်ပဲရှိခဲ့လေတယ်။ထို့ကြောင့်လဲဘုဒ္ဓကျိန်တွင်ဖွင့်၍မေးလာခြင်းဖြစ်လေရဲ့။မအောင်တို့သည် ကိုဘမောင်၏အမိကိုရုတ်တရက်မပြေနိုင်သေးပဲကြောင်ရွေ့နေရမှတဖြည်းဖြည်းမျက်စိမျက်နှာပြည့်ရလာလေတယ်။ဘာလဲ။ချစ်ရကျမကိုမယုံဘူးလား။ငွေတရားကိုဈေးဘိုးနဲ့ပဲတွက်ကြည့်စမ်းမ။စံစီစာငပိရှိတာတောင် တနေ့သေးဖို့နှစ်ကြက်နဲ့မလောက်ဖို့ရှင် သုံးကြက်ဆိုမှအသားလေးငါးလေးတစ်ကြက်ဖို့ငါးမတ်ဖို့ဝယ်နိုင်တာဒီအထက်ကော်ဖီစိတ်ကရှိသေးတယ်စက်လိပ်ဖို့လက်ဖက်ဖို့ရှိသေးတယ်ကျမဘာနဲ့သွားပြီးလောက်အောင်သုံးရမလဲမတ်အောင်လူကငိုတန်းဖြင့်ပြောသည့်အခါတွင်မူကိုဘမောင်သည် သူ့ဤဇရားတွေမှားခဲ့ခြင်းအတွေ့စိတ်မကောင်းဖြစ်ရပြန်လေတယ်သို့တော်တစုံတစ်ခုကမကျေနပ်နိုင်သေးပေအေးပေါ်လေး ကျုပ်ကမယုံလို့မေးတာမဟုတ်ဘူးပိုတော့65ချက်တောင်လောက်သေးတာအခုတရားဆိုတော့မပိုတော့လောက်ရမှာပေါ့အမေကကျုပ်ထင်နေတာကတလောက်ငွေအစိတ်30လောက်တောင်ပိုမယ်ထင်နေတာကိုဘမောင်ကြီးစကားကြောင့်မအောင်လို့မှညနာကလေးများနှီး၍လာလေတယ်။ဘာလဲရှင်ရအညာသားပြပြီးကော်ရီးယားကက်ဆီနက်စကားမပြောပါနဲ့။ရှင်ရမိမယူတာကိုများ ။ထမင်းလာကအိမ်လာက ပေးနေရသလိုတွေ့နေသလား။ဒီလိုတွေ့ကြေးဆိုရင်ကျင်တယောက်ထဲနေတော့ကတလ65ကျပ်ပေးရရင်စမအတွေ့ဘဲသွားထားမလဲ။ကျမဟာရှင်မယားဆိုတာကိုရှင်စင်းသားရဲ့လား။ရှင်မယားနဲ့နေတဲ့ဒီအခန့်အတွက်လာကမပေးရတာရော။ရှင်ထက်စင်းသားရဲ့လား။အညာသားပြီပြီနေရာတကဇရားချဖို့ပဲတိတယ်။ကိုဘမောင်တီသူ့ဤအမားကိုမြင်၍လာလေတယ်။ သူချရွေမရတော့ဇရားကိုလည်းအထင်းသာတွေ့လာရလေတယ်။ရှင်လို့တွေ့ကြည်ဆိုရင်ကျမလည်းရှင်းနေကြရင်အေးအေးဆေးဆေးနေရမယ်ထင်ပြီးစက်တောင်ရောက်မယ်လို့စိတ်ပုတ်ခဲ့တယ်။ဒါကြောင့်အလောက်တောင်လက်မခံဘူး။အခုတော့ဒီအရေးတွေမြင်လို့စက်ပြန်ချုပ်ဖို့အလုံးလဲရှာနေရတယ်။ပြီးတော့လည်းကျမတို့ဒီဘက်ခန်းကိုပြောင်းပြီးကိုယ့်ဘက်အခန်းလေးကိုငှားဖို့လည်းစီစဉ်ရတယ်။ဒါတွေကိုရှင်းစိတ်မကောင်းပါဆိုလို့ဖွင့်မပြောခဲ့ဘူး။အားလုံးအဆင်ပြေအောင် အမေနဲ့ကြည့်ပြီးစီမံခဲ့တယ်။ဒါတော့အကောင့်ထင်မှမရဘူး။ကိုဘမောင်သည်ဇနီးတဲ့ကောင်းကို ဆွဲထုတ်ရင်းညည့်ရစားများကိုတုတ်ပေးလိုက်လေတယ်။ပြီးတော့လည်းလှိုက်လှိုက်လဲလဲညှင်းညူလိုက်လေတယ်။ငါဇရားတွေမှားလို့ပါကွာ စိတ်မဆိုးပါနဲ့။နောက်ကိုမင်းကြိုက်တယ်လို့စီစဉ်မှာတော့ငါကောင်းအောင်နဲ့မှလည်းငွေတရာရှိပါသေးတယ်။ကြိုက်တယ်လို့သာတုံးမှာတော့ကွာ။ဟုတ်ကဲ့ပါရှင်။တိုင်းစရာကြီးအောင်လင်းရေးသားထားတဲ့ တရားတွေမှာတော့အိမ်အောင်ရေးဆိုတဲ့ဝိတုတိုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။